မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဒီနေ့မှာတော့ဆရာကစန်နီသာရီမိတ်ဆွေနေ2025ခုနှစ်မေလ15ရက်နေ့ရနေ22ရက်နေ့ဒီတပတ်စာကညမှာဟောစရံကိုဆရာဟောကြားပြီးမှာဖြစ်တဲ့တော့ဥစွာပထမစနေသားသမီးမိတ်ဆွေအားလုံးအောင်မြင်မှုတွေလီလီပိုင်ဆိုင်လို့ဘေးဘီယာတွေဝေးကွာကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆန္ဒပြုထောပနာပြုတာရင်းနဲ့ဒီအပတ်တာတော့ဒီမှာစနေသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ရင်ထဲမှာ အလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတယ်လက်ရှိရှိနေတဲ့အလုတ်ကကိုယ့်ကိုအားနေစီတာမျိုးကိုကအစင်မပြေတာမျိုးကိုယ့်ကိုကန်နေနေတယ်ကန်ညံ့နေတယ်ဆိုပြီးတော့တွေးနေတယ်စိတ်ထဲမှာတခုခုကိုဆိုလို့ရှိရင်ကောင်းတဲ့ positive thinking နဲ့မတွေးဘဲနဲ့ negative thinking နဲ့ငါတော့ဒါကြီးဖြစ်ရင်ဘလို့ဖြစ်တော့မယ်လို့ငါတော့ဒါကြီးဖြစ်စေဆိုရဲအနမိတ်ဆောင်တဲ့အတွေးတွေကိုတွေးခေါ်နေတဲ့အတွက်ဒီအတွေးတွေကိုဖျောက်ပြီးတော့အဲမာတလုံးချောင်ပေါ့မတီးဘူးမရှိဘူးမကြောက်ဘူးမလုပ်ဘူး မရဘူးဆိုတာမျိုးထက်အဲကောင်းတဲ့အရာလေးတွေကောင်းတာလေးတွေကံကောင်းတော့မှာပဲငါတို့ငွေဝင်တော့မှာပဲငါတို့အဆင်ပြေတော့မှာပဲဆိုတဲ့အဲနမိတ်တပေါင်းအတိတ်ဆောင်လို့ကံကောင်းတဲ့စကားလေးတွေကိုပြောဆိုပြီးတော့ကံကောင်းအောင်လောက်လုပ်ပါဒါပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ဆရာဘာလည်းမှမပြောခင်တခုပြောလိုက်ပါမယ်မိတ်ဆွေတို့ရဲ့အလုပ်ကိစ္စလုပ်ငန်းကိစ္စဟဲ့ပြီးတော့ဆရာဆိုဗီဒီယိုဟောတဲ့အခါခေါ်ခန်းထိုင်လိုက်တာနဲ့ ခုံကလေးကိုတုံးချက်ပုတ်လိုက်ပြီးတော့ဩငါဒီနေ့လုပ်ငန်းတွေအဆင်ပြေတော့မှာပဲဆိုပြီးတော့ဆရာကအဲ့ဒီလိုအမြဲတမ်းလုပ်လို့ရှိတယ်အဲ့တော့မိတ်ဆွေတို့လည်းအသုံးတဲ့ပါဇီเจ้าဆရာကပြောရင်းနဲ့စနေသားသမီးမိတ်ဆွေတွေဒီဒီပတ်တာအတွက်အတွက်မှာကျမ်းမာရေး ကျမရင်နဲ့ပတ်သက်လာရင်မမဆူရင်စရာမရှိဘူးကျမရင်နဲ့ပတ်သက်ရင်တော့တောင်းတောင်းမိပါပဲခင်ဗျာနော်ငွေကြီးနဲ့ပတ်သက်တာတွေနဲ့ပတ်သက်လာတဲ့ခါမှလည်းကျမရင်နဲ့ပတ်သက်လို့ငွေကြီးဟာခྱི་ထွားရတဲ့ကိစ္စလေးတွေကြုံမှတ်တယ်နိုင်ငံခြားခྱི་သွားနဲ့ပတ်သက်တာတွေရှေ့တိုးဆောင်ရပါပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်ရင်ရှေ့တိုးဆောင်ရပါယင်းဆက်ပစ္စည်းနဲ့ပတ်သက်ရင်ဝင်လာတာမျိုးတွေကားဆိုင်ကအဆက်ရှိတဲ့အရာတွေချွေငွေပရံမြတ်ကြောက်မြင့်ရတာတန်မိုးရှိတဲ့အရာတွေဝင်လာရတတ်သောကြောင့်ငွေကြီးကံကောင်းနေသောကာလဖြစ်ပါတယ်ခင်ဗျာအလောက်ကံ အလုတ်ကိုင်းနဲ့ပတ်သက်ရင်လက်ရှိမှာအတစ်စတင်လှုပ်ဆောင်တာမျိုးဟာအကျိုးမပေးစေတဲ့အတွက်လုပ်ငန်းဟောင်းနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်မှာအလုတ်ကိုင်းနဲ့ပတ်သက်ရင်မကောင်းတဲ့အတတ်ပညာတွေလုပ်ငန်းနဲ့ပတ်သက်လို့အပြိုင်ဆိုင်အတိုက်ခိုက်တွေကြောင့်မကောင်းတဲ့အတတ်ပညာတွေအတိုက်ခိုက်တွေနဲ့ ပြူစားတိုက်ခိုက်ရတက်တဲ့အတွက်တော့ဒီအရာလေးတွေကိုရန်အနေနဲ့သတိထားပြီးတော့သူများကြွေးတာလေးတွေသတိထားစားပါလုပ်ငန်းပြိုင်အလုပ်ပြိုင်နေတဲ့အပြိုင်ဆိုင်တိုက်ခိုက်တွေများတာမျိုးတွေမကောင်းတဲ့အိမ်မက်တွေဆွဲမှတ်တဲ့အခါမှာဒါအတိုက်ခိုက်တွေသတိထားစီရင်ပေးဖို့နဲ့လော့ဂီပညာတိုက်ခိုက်တွေကြောင့်မိမိကိုမနာလိုလိုတိုက်ရိုက်တိုက်ခိုက်တတ်တဲ့အတွက်တော့သတိထားစီရင်လိုအပ်သောကာလဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်လာရင်အဲ အလုံးနဲ့ပတ်သက်လာရင်သေရင်မြေကြီးရှင်ရွှေထီးဆိုတာမျိုးငုံမိတဲတိုင်းတတ်နိုင်ဖျားရောက်ဆိုတဲ့အလုပ်တွေကိုအတတ်နိုင်ဆုံးမလုပ်ဖို့တတိထားဖို့စင်ကျင်ဖို့ဆရာကထပ်လောင်းပြောလို့ပြီးတော့အဲကြီးကြီးမားမားအဲဆွမ်းနာလို့ကိုဆုံးရှုံးစရာတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဆရာကတော့မရင်းသီးစေလို့သေးဘူးအရင်ကြီးတိုးချဲ့မလို့ဆောင်ပဲပုံမှန်လေးအတိုင်းလက်ရှိရှိနေတဲ့နေရာတွေကပို့ပြီးတော့ကောင်းပါတယ်တိုးချဲ့ရန်အတွက်စတင်ရန်အတွက်တော့အားနည်းစေတာအသေးချာပဲဖြစ်ပါတယ်ခင်ဗျာ အမျိုးသမီးအနှောက်အယှက်အတိုက်အခိုက်လေးတယောက်ရှိပါတယ်အမျိုးသမီးနဲ့ပတ်သက်ပြီးတော့အမျိုးသမီးတဦးတယောက်နဲ့ပတ်သက်ပြီးတော့စကားမားတာမျိုးလေးတွေအပြောမားတာမျိုးလေးတွေကြောင့်အတိုက်အခိုက်လေးတွေကြုံရတတ်တဲ့အတွက်တော့သတိထားစင်ရင်ပေးရန်လိုအပ်သောကာလဖြစ်တယ် ယာလူနေရာထိုင်ခင်းတဲ့ပတ်တန်ယာလူတိုးတာယာလူတက်တာလေးကြီးကြုံရတက်တယ်နေရာထိုင်ခင်းအိုးအိမ်ရှမ်းပြည်အစ်စ်တွေဝင်လာတက်တယ်အမှုကိစ္စအမွေကိစ္စဖြစ်နေသူတွေအပြီးပြမဲ့ကာလအားသာမဲ့ကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်စာချုပ်စာတမ်းကိစ္စလေးတွေမှာတတိထားပြည်မှုဆောင်ရွက်ပါညီကိုမောင်နှမဆွေမျိုးသားချင်းတွေရဲ့အကူအညီကိုရရှိတက်တယ်မိတ်ဆွေအပေါင်းအသင်းတွေရဲ့အကူအညီကိုရရှိတက်တယ်ထို့အပြင်ခရီးသွားကိစ္စလေးတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေဒီလောက်ရတက်ပါတယ်မထင်မှတ်ဖက်ခရီးသွားလာတာမျိုးလေးကြုံရတက်ပါတယ်ဒါအပြင် မိတ်ဆွေတို့ရဲ့ငကူကလက်လွန်ထားသောငွေကြီးတွေနဲ့ပတ်သက်ရင်ပြန်လဲတောင်းဆိုပါပြန်လဲရရှိမဲ့အပ္ပတ္တကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာလူငယ်တွေမေတ္တာရေးမှာအဲမိမိနေနဲ့မေတ္တာရေးနဲ့ပတ်သက်လာရင်မိမိတို့ဟိုအိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းလက်ထက်ခြင်းဒီကာလမှာကြောင်းလန်းခြင်းဟာအိမနာကောင်းမွန်အားသာပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပြီးတော့အရှင်ရေးနဲ့ပတ်သက်မေတ္တာရေးနဲ့ပတ်သက်လာရင်အားမနည်းပါဘူးကံကောင်းနေတယ်တဦးနဲ့တူတယောက်နဲ့တယောက်ငကူကနားလည်မှုလွဲနေရင်တော့လက်ရှိကာလမှာဖြည့်ရှင်းပြီးတော့ တည်တည်ရှာရှာလုပ်လို့ရတယ်။သမီးဤစားများအဖို့ကတော့အိမ်နောင်ရှင်ဘဝကိုကူးပြောင်းဖို့အတွက်လူကြီးမိဘတွေနဲ့တိုင်းမင်းဆေးဆက်ကြောင်းလန်းမင်္ဂလာပြုလို့ကောင်းသောမင်္ဂလာဆယ်ပါးကြိုက်တာနဲ့ပြုလို့ရပါတယ်ခင်ဗျာကောင်းပါတယ်။ဒါအပြင်ကောင်းပြီမိတ်ဆွေအိမ်နောင်ရင်းနဲ့ပတ်သက်လာတဲ့အခါမှာ ငကူကအိမ်အောင်ရင်းနဲ့ပတ်သက်လို့ကွဲမဲ့ဆိုတဲ့မိတ်ဆွေများဒီကာလအတော်တွေမှာသတိထားညှိနှိုင်းပြီးတော့သိချာစဉ်းစားဆုံးဖြတ်ဆောင်ရွက်စီလိုပါတယ်။ဘာလို့လဲဆိုတော့လက်ရှိကာလမှာဆိုရင်မိမတတစဉ်းစားတွေးခေါ်ပါ။ဘာလို့လဲဆိုတော့အိမ်အောင်ရင်းနဲ့ပတ်သက်လို့ရှိရင်ဟိုဆွနာလိုပေါ့ဟိုအိမ်အောင်ရင်းကိစ္စလေးမှာငကရစ်ဆမ်လေးတွေတွေးပြီးတော့ကွဲတာ၊ကွာတာ၊ရှင်းတာ၊တရားဆွဲတာအဆက်ရှိတာမျိုးတွေနဲ့ပတ်သက်လာလို့ရှိရင်အမှားကြီးကြီးမှားတတ်တယ်လို့ပြနေတော့ကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ ဒါလေးတွေကိုတတိထားဆင်ကျင်ပေးဖို့လိုအပ်ကြောင်းနဲ့အဲအိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမေတ္တာကိုရှေ့ရှုပြီးတော့ဆုံးဖြတ်စေလိုကြောင်းနဲ့အတ္တနဲ့မာနကိုချော့ပေးဖို့လိုအပ်ကြောင်းဆရာကထပ်လောင်းပြောလိုက်ပါရစေ။အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမိမိအိမ်တော်ဘက်ပေါ်ကမိမိကြောင့်စိတ်ပင်မရတာမျိုးစိတ်ချုပ်ရတာမျိုးလေးတွေသူမဟုတ်လို့ချင်းမိမိကအားနေချက်ကိုထောက်ချပြောတာမျိုးလေးတွေကြောင့်စိတ်ညစ်ရတာမျိုးလေးတွေအဲဟို စွန့်ရလို့ပေါ့မေတ္တာတက်ဝင်ရှင်ပင်မဲ့လို့ဟိုမာနတွေပြိုင်နေတာမျိုးလေးဂျုံဝတ်တက်တဲ့အတွက်တော့ဒီချက်လေးကိုအများစွာတတိထားရမယ်ကာလဖြစ်ကြောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွင်မှာအမျိုးလက်ရှိကာလအတော်တွင်မှာအမေတို့မဟုတ်မိခင်နဲ့တို့မဟုတ်အတော်ဒီဆွေမျိုးသားချင်းအမျိုးသမီးတယောက်နာကအကူအညီတွေရရှိတာမျိုးတွေအကြံဉာဏ်တွေကောင်းနေရရှိတတ်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့နဲ့ယာရုလုပ်ငန်းကံကံနဲ့ပတ်သက်ယာရုတိုးတက်ပါတယ်ယာရုတက်နိုင်ပါတယ်อืม အတုတတိထားမှာမကောင်းတဲ့အတတ်ပညာတွေလောကီပညာရက်တွေနဲ့တိုက်ခိုက်ခြင်းမျိုးတွေဂျုံကတတ်တယ်လို့ထီကန်ဆန်းလို့ကောင်းပါတယ်ထီကန်ဆန်းလို့ကောင်းတယ်ထီကန်နဲ့ပတ်သက်ပြီးတော့အကျိုးပေးစီတဲ့ကဏ္ဍကတော့တိကဏ္ဍသုံးကဏ္ဍ ငါကနန်းနေရမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစီပါတယ်ခင်ဗျာအကျိုးပေးစီသောအယောင်ဟာအပြာယောင်အစိမ့်ယောင်အနီယောင်ဖြစ်ပါတယ်သတိထားဆင်ခြင်ရမယ့်အယောင်ကတော့တယောင်မရှိပါတယ်ခင်ဗျာအဲ့ဒါကတော့မိတ်ဆွေတို့မျိုးအနေနဲ့အဖြူယောင်ဆွတ်ဆွတ်တွေကိုသတိထားဆင်ခြင်ပြီးတော့အရေးကြီးတဲ့ကိစ္စတွေကိုမပြုတ်မှုဆောင်ရွက်ခြင်းကိုသတိထားဆင်ခြင်ပေးရန်အတွက်တော့လိုအပ်သောကာလဖြစ်ပါတယ်မိမိရဲ့လုပ်ငန်းကိုင်ကလှုပ်ဆောင်တဲ့အခါမှာအရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမိမိရဲ့လုပ်ငန်းကိုင်ကိစ္စမတော်မီ မလုံမီမှာမသွားမီမလုံမီမှာမိမိအိမ်ရဲ့အိမ်ကပေါက်ကနေပြီးတော့ဟော ဟိုလုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့တွားပြီးတော့ပြောဆိုမဲ့လမ်းကြောင်းတစ်လျှောက်မှာရှိတယ်မြို့တော်ရှင်တွေကျင်းလမ်းဆောင်နဲ့ကိုဆောင်နဲ့တွေကိုမေတ္တာပို့ပြီးတော့အောင်မီဆိုတဲ့အတိတ်နိမိတ်ကိုဆောင်ပြီးတော့တွားပါဒါဆိုရင်အောင်မီချင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ငွေကြီးနဲ့ပတ်သက်လို့အခက်အခဲတစုံတရာရှိလာခဲ့သည်ရှိတော့မိတ်ဆွေရဲ့အိမ်ပါဝင်းချင်းမှာရှိတဲ့ရုပ်ကစိုးနတ်ကိုညောင်မင်းကြီးကြီးမှာဖြစ်စေအပင်ကြီးကြီးမှာရှိတဲ့ရုပ်ကစိုးနတ်ကိုတောက်ရည်နှစ်ခွာလှူပြီးတော့ဆူတောင်းလိုက်ရင်ငွေကြီးအခက်အခဲတွေကတိတိတသာပြီပြောက်သွားမယ်ဆိုတဲ့ကံမျိုးဖြစ်ပါတယ်ညာအိမ်ညာနေမခေါ်တင်ပါဘူးရင်ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ ခါမှာအဲဝယ်တဲ့ခါမှာတော့အသာဝင်လို့လဲကောင်းမြင်မယ်လို့တတိထားစီနေရမှာတော့စက်ပစ္စည်းမောင်းနေတဲ့ခါမှာအလင်းစလိုမမောင်းမှနဲ့လော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 မဆုံးဖြတ်ဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့ငကိုကအလဲဘင်းနဲ့ပတ်သက်ပြီးလဲချောင်းနဲ့ပတ်သက်ပြီးတော့အဲဆွမ်းနာလိုပေါ့ဟိုအရေးကြီးတဲ့အတန်နဲ့ပတ်သက်တာလေးလဲဘင်းလဲချောင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေများဟိုတတိပြုဝန်စင်ရန်လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ဒိုင်ယာဟောင်းနေတော့မဟုတ်ရင်အဲပြန်လဲပြီးတော့ထလာတဲ့အတွက်ကြောင့်မလို့တော့ တတိယစင်ကျင်ရအတွက်တော့လိုအပ်သောကာလဖြစ်ပါလေ။ဒါအပြင်ပါဇက်ကဖရလက်ကကာယဖြစ်နေတဲ့အတွက်ဘာသာတရားလေးပုံမူလောက်ဆောင်ပေးဖို့လိုအပ်ကြောင်းနဲ့ဘာကိုဖြစ်ဖြစ်ဆုံးဖြတ်ချက်နှစ်ခုဆုံးဖြတ်ချက်နှစ်ခွဖြစ်တတ်တာကတော့အသေးစားပဲဖြစ်တဲ့အတွက်စနေသားသမီးမိတ်ဆွေတွေရဲ့အာဒီအဖတ်တာတော်တွေမှာဆိုလို့ရှိရင်တော့အဲဘာသာတရားပုံမူကြိုးစားအားထုတ်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစေခဲ့။ဟုတ်ဆရာလေးဧည့်သည်တွေစောင့်နေရဆိုတော့ထောက်ကမှာဧည့်သည်စောင့်နေဆိုတော့ညီကုန်းချုပ်လိုက်ပြရစေစနေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရာရာဒီရဲ့အဖတ်တာတော်တွေမှာအောင်မြင်တိုးတက်အစဉ်ပြေပြီးတဲ့အခါ ရတနာစိန်ကြောက်ဇေတောက်တန်းကစားနိုင်ကြပါစေကြောင်းနဲ့အဲဆရာရမိတ်ဆွေအားလုံးအဆင်ပြေတိုးတက်ကြပါစေဆရာငနာပြည်တွေမြေကြီးရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်ရှောင်း WhatsApp Telegram မှာဖြစ်စီပိုက်ပါမှာဖြစ်စီဆက်သွယ်မင်းများနိုင်ပါတယ်ခင်ဗျဒါအပြင်အတုတွေ view site ပါဆရာ TikTok Messenger မှာပြည်ရင်ဧည့်သည်လက်မခံကြောင်းဆရာကပြောရင်းနဲ့ကဲဇနီသားမိတ်ဆွေများအားလုံးဒီကွာ900သား900သားသမီးတွေအားလုံးဆရာဟောကြားခဲ့သမျှတွေမှာမကောင်းတဲ့နမိတ်အနမိတ်တွေဟာမိတ်ဆွေလို့ရှိကိုတတ်တတ်စင်အောင်လွဲပြီးတော့ ကောင်းသောနမိတ်ကောင်းသောအရာလေးတွေဒီဧကံဒိဋ္ဌအောင်မြင်ပြီးပြည့်မြောက်ပါစေကြောင်းဆရာကမေတ္တာဖို့ဆုတောင်းထုတ်ပနာပြုရင်းနဲ့ဆရာမိတ်ဆွေတို့နဲ့နောက်တစ်ပတ်မှပြန်ဆုံပါမယ်32ပုံမျိုးရှိကြသောမြန်မာပြည်တွင်ရှိကြသောကမ္ဘာတွင်ရှိကြသောတက်ရှိတသဘောဝိနည်းအားလုံးဘေးရန်ကင်းကွာကျမ်းမှရှင်းတာလို့အောင်မြင်မှုအလေးဒီပိုင်ဆိုင်လို့ကောင်းကျိုးလိုရာဆန္ဒမှန်သမျှပြုလုပ်ရတွင်ဆရာပို့တာတဲ့မေတ္တာတွေကြောင့်အထောက်အကူရရှိလို့အောင်မြင်ကြပါစေကြောင်းမေတ္တာဖို့ဆုတောင်းရင်းနဲ့ကဲနောက်ပတ်မှပြန်ဆုံရတာပေါ့ဗျာ